တမရဒေါ်နယ်ထရန့်ရဲ့တကြောပြန်တဲ့အခွန်သက်သာစေရေးအတုံးစီအလျှော့ချရေးဥပဒေကြမ်းကို Republican Party ဦးဆောင်တဲ့ American Outlook တော်အမတ်တွေကမေလ22ရက်မှာအတည်ပြုလိုက်ပါတယ်။ဒီဥပဒေကြမ်းကြောင့်အကျိုးရခေါင်ခိုက်လာနိုင်ပြီးကျန်းမာရေးစနစ်ကိုပြတ်စည်းစေနိုင်တယ်လို့ဝေဖန်သူတွေက ပြောပါတယ်။ဒီဥပဒေကြမ်းကိုအခုချိန်မှာအထက်လွှတ်တော်ကအတည်ပြုပြီးရင်တော့ဥပဒေအနေနဲ့အသက်ဝင်လာတော့မှာဖြစ်ပါတယ်။ဒီဥပဒေကြောင့်လူလတ်တန်းစားတွေထိခိုက်ပျက်စီးရလိမ့်မယ်လို့ဒီမိုကရက်တွေကပြောဆိုနေကြတာပါ။ အိမ်ဖြူတော်တို့ဇန်နဝါရီလကဒုတိယကြိမ်တင်ရောက်လာပြီးနောက်ပိုင်း Trump ပေါ်ထောက်ခံမှုနှုန်းရော့ကျလာပေမဲ့လွှတ်တော်ကို Republican တွေကကြီးစိုးထားတာကြောင့်သူ့ရဲ့အစီအစဉ်တွေဆက်လက်အကောင့်ထဲပေါ်လာမယ်လို့မျှော်လင့်ရပါတယ်။ Trump ကလွှတ်တော်ကိုကောင်းကောင်းထိန်းချုပ်ထားနိုင်ပေမဲ့အထက်လွှတ်တော်အထီးတော်သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းတက်ရောက်မှုမရှိပါဘူး။ အထက်လွတ်တော်အမတ်တွေဟာ6နှစ်ကြာမှတစ်ကြိမ်ပြန်လည်ရွေးကောက်ပွဲဝင်ရတာဖြစ်တဲ့အတွက်တမရရဲ့ဖိအားကိုဂယုဆိုင်စရာမလိုဘူးလို့ဆိုပါတယ်။ဒီဥပဒေကြမ်းကအမေရိကန်ရာဇဝတ်မှာကျမ်းမာရေးဆောက်ရှောက်မှုအတွက်အသုံးစေးကိုအကြီးမားဆုံးလျှော့ချဖို့ကြိုးပမ်းတာဖြစ်တယ်လို့လည်းအောက်လွတ်တော်လူနည်းစုခေါင်းဆောင်ဂျက်ဖရီကပြောပါတယ်။ဝင်ဝင်နဲ့အမေရိကန်နိုင်ငံသားတွေအတွက်ကျန်းမာရေးအာမခံကိုရှော့ချမဲ့အဲ့ဒီဥပဒေကြောင့်လူ၈တန်းလောက်ကျန်းမာရေးအာမခံရရှိတော့မှာမဟုတ်ဘူးလို့ဝေဖန်သူတွေကပြောဆိုထားတာဖြစ်ပါတယ်။